ားလုံးပဲမင်္ဂလာပါဗီဒီယိုတွေဖန်တီးတဲ့အခါမှာကိုယ့်ရဲ့ရုပ်အစ်စ်ကိုမတုံးကျင်တဲ့သူတွေ reaction ဗီဒီယိုတွေလုတ်လို့ပဲဖြစ်ဖြစ်အခြားဘယ်လိုဗီဒီယိုပဲလုတ်လို့ကိုယ့်ရဲ့ရုပ်အစ်စ်ကိုမတုံးကျင်ဘူးဆိုလို့ချင်းဒီလီလာတိုင်းလိုက်ပြီးတော့လုတ်လို့ရပါတယ်ကက်ကက်မှာအလွယ်တကူလိုက်လုတ်လို့လုံနိုင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီကက်ကက်ကိုတွားပါမယ် ကက်ကက်ကိုသွားပြီးသွားပြီဆိုလို့ရှိရင်ကက်ကက်ကိုဖွင့်လိုက်ပါဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်က new project တစ်ခုကိုတည်ဆောက်ရမှာဖြစ်ပါတယ်เนาะ new project တစ်ခုကိုတည်ဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် new project ကိုနှိပ်လိုက်ပါတယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုဗီဒီယိုပုံစံမျိုးလေးကျွန်တော်လုပ်ရှင်တာဗောနော်ဒီလိုမျိုးကာတွန်းလေးနဲ့ဟာလာကာတွန်းလေးနဲ့ပုံစံလောက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကိုလောက်ချင်တဲ့ ီဒီယိုလေးကိုဆက်လက်ပေးလိုက်ပါမယ်အဲ့တော့တိဗီစားသူတွေကတော့ကြော်သွားပေါ့ဗျာเนาะမတိသေးတဲ့သူတွေအတွက်ကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကိုကျွန်တော်တို့တွေကဒီ timeline နဲ့ရောက်ဖို့အတွက်ကိုတော့အနည်းငယ်လေးစောင့်ပေးရမှာဖြစ်ပါတယ်ကက်ကက်ကဟာလာဖုန်းနဲ့တုံးတာဖြစ်တဲ့အတွက်ဒါလေးတွေနည်းနည်းလေးစောင့်ပေးရပါတယ်เนาะကွန်ပျူတာမှာဆိုလို့ရှင်တော့ ကျိုးဒီအရန်မြန်ပါတယ်နော်ကျွန်တော်တီးဖြတ်တယ်ဆိုလို့ချင်းတော့ကျွန်တော်ကွန်ပျူတာမှာတီးဖြတ်တာများပါတယ်โอเคအခုဆိုလို့ချင်းကျွန်တော်တို့ဗီဒီယိုလေးကတော့တိုင်းလိုင်းနဲ့ကိုရောက်လာပြီဖြစ်ပါနော်တိုင်းလိုင်းနဲ့ရောက်လာပြီဆိုလို့ချင်းကျွန်တော်တို့ဒီဗီဒီယိုလေးကိုဆက်လက်ပေးလိုက်ပါမယ်ဆက်လက်ပေးပြီးွားပြီဆိုလို့ချင်းကျွန်တော်တို့ကသူ့ကိုဒါ site show တာဘာညာတော့မပြတော့ဘူးနော်အရင်ဗီဒီယိုတွေမှာကျွန်တော် site show တာဘာညာပြခဲ့ပြီးွားပြီဖြစ်တဲ့အတွက်ဒီဗီဒီယိုမှာတော့ကျွန်တော်တွေက9 ratio 60အတိုင်းလောက်မှာဖြစ်တဲ့အတွက်ကျွန်တော် site မ show တော့ဘူးပေါ့နော်ဟုတ်ကဲ့ပါပြီးလို့ရှင်ကျွန်တော်တွေက က effect ကိုနှိပ်ပြီးပါ effect ကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင် ကျတို့ကဒီနေရာမှာ video effect နဲ့ body effect style ပေါ့နော်ပြီးလို့ရှိရင် ai effect ဆိုပြီးတော့ချိန်တယ်ပေါ့နော်အဲ့တော့ကျတို့တွေက body effect ကိုယူပါမယ် body effect လေးကိုနှိပ်လိုက်ပါနှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျတို့ကဒီနေရာမှာဒီမှာ man 3ဆိုတာလေးကျတို့တွေမြင်တွေ့ရမယ်ပေါ့နော် man 3ဆိုတာလေးမြင်တွေ့ရမယ်အဲ့တော့ဒီလိုမျိုးမတွေ့ဘူးဆိုလို့ချင်းလဲကျတို့တွေကဒီဘက်ထဲကိုဆွဲလိုက်ပါ ဆွဲပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာ image ဆိုတာလေးကိုနှိပ်လိုက်เนาะ image ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးကျော်လူတွေကဟာလာကာတွန်းမျက်နှာဖုံးလေးတွေပေါ့နော်ကာတွန်းမျက်နှာဖုံးလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲမြင်တွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကိုယ်ပဲမျက်နှာဖုံးလေးကိုကိုယ်အသုံးပြုကျင်လေပေါ့နော်ကိုယ်အသုံးပြုကျင်တဲ့မျက်နှာဖုံးလေးကိုကျွန်တော်ရွေးချယ်လိုက်ပါရွေးပြီးွားပြီဆိုရင်ကျွန်တော်ဒီမှာ adjust လုပ်လို့ရသေးတယ်နော် adjust ပြန်ပြီးတော့လုပ်လို့ရတယ်ဒီမျက်နှာဖုံးရဲ့ size ကိုကျွန်တော်တွေက ဟာလာကိုကြီးကျင်လဲကြီးကျင်တယ်ကြီးရင်လဲကြီးမယ်သေးရင်လဲသေးမယ်ပေါ့နော်ဒီလိုမျိုး adjust ပြန်ပြီးတော့လုပ်လို့ရပါတယ်အဲ့ဒါကိုမကြိုက်ဘူးဟာလာတခြားဟာလေးတွေကိုအသုံးပြုကျင်တယ်ဆိုလဲတခြားဟာလေးတွေကိုထပ်ပြီးတော့ကျုပ်တွေဝင်ရှာလို့ရမင်းကလေးဆိုလဲမင်းကလေးပေါ့နော်တခြားဟာလေးထပ်ပြီးတော့ရွေးချယ်လို့ရတယ်ဒီရဲ့ဘိုင်းထဲမှာဆိုလို့ရှင်ကျွန်တော်တို့တွေโอเคเนาะကျွန်တော်အရင် အားလုံးပဲမင်္ဂလာပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပိုင်းမှာဆိုလို့ရှိရင်ဒီပုံစံလေးနဲ့ကျွန်တော်တို့ကအခုလိုမျိုးပုံစံနဲ့ကို reaction လုပ်ချင်တယ်ဆိုလဲ reaction video လေးတွေပါအသုံးပြုလို့ရတယ်ကိုကမျက်နှာမပြချင်တဲ့အဲဗီဒီယိုမျိုးကိုဖန်တီးခြင်းလည်းဆိုလို့ချင်းဒီနေ့တိုင်းကိုလိုက်ပြီးတော့လုပ်လို့ရပါတယ်เนาะအဲကျွန်တော်တို့ကတ်ကတ်နဲ့ဘာကွာလဲဆိုလို့ချင်း sorry TikTok ဟုတ်လား TikTok effect နဲ့ပါကွာလဲဆိုလို့ချင်း TikTok effect ကကြတော့မရဘူးလားဆိုတော့ဒီလို cartoon effect ကလေးတွေရတယ်ရပြီမဲ့လို့ကျွန်တော်တို့ဒီမှာဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီအဲသူ့ရဲ့ position ပေါ့နော်ဒီလူရဲ့ position ကကျွန်တော်တို့ဒီလိုမျိုးအဲရွေ့လျားတယ်ဆိုလို့ချင်း तू ကလိုက်ပြီးတော့ရွေ့လျားတာ ဟိုဟာဖြစ်တယ်ပေါ့နော်ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့တုတ်ပြန်မှုနှေးတယ်လို့ပြောရမှာပေါ့နော်တုတ်ပြန်မှုနှေးတယ်လို့ပြောရမယ်ဒီကောင်ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ဒီဒီမှာကိုစကားပြောတဲ့ဟန်ပါအတိုင်းကိုလိုက်ပြီးတော့သူကဟိုကျွန်တော်တို့ဒီကျွန်တော်တို့အလိုက်တင်လိုက်ပြီးတော့လုပ်ဖူးတယ် format လုပ်ပြီးတော့ပေါ့နော် performance လုပ်ပြီးတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီကက်ကက်ကကျွန်တော်တို့ဒီဟာလေးရပို့ပြီးတော့အဆင်ပြေတယ်လို့ကျွန်တော် recommend ပေးပါတယ်ဒါကြောင့်မလို့မတိသေးတဲ့သူတွေဆိုလို့ချင်းဒီနေ့လေးတိုင်း သုံးပြုလို့ရပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေကိုသိကျင်လဲဆိုတာကောမန့်လေးမှာရေးပေးခဲ့ပါအောင်ခင်ဗျာအားလုံးပဲစိတ်ကြီးကြပါခြင်းကိုကြီးကြပါခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ